AI နဲ့မြန်မာပြည်ရဲ့အနာဂတ်ခုချိန်မှာ AI ကိုမသိတာမတတ်တာတွေမဲလို့တင်းလို့ရနေတယ်လို့တစ်ချိန်မှာ AI စနစ်ကရာအားလုံးကိုတိသွားတက်သွားခဲ့ကျွန်တော်တို့လူသားတွေခိုင်းနိုင် လုပ်ပေးပါဦးမလားသူတို့ခိုင်းတာသူတို့လမ်းညွန်တာကိုပဲလောက်ရတဲ့ဘဝကိုလူသားတွေပြန်ရောက်သွားမလား AI ကဒုတိယဖျားသခင်လို့ဖြစ်လာခဲ့ရင်တော့လူသားတွေရဲ့ကဘာကြီးကိုသူတို့အုပ်စိုးသွားမလားဒီနေ့ခေတ်မှာ AI ကိုနေပဲမျိုးစုံမှအတုံးပြူလာတာတွေ့နေရပါတယ် ဒါဟာကောင်းတဲ့အလားအလာဖြစ်ပေမဲ့အဲ့ဒါရဲ့နောက်ကွယ်မှာစိုးရုပ်ပျက်စီးခြင်းတွေလည်းရှိနေပါတယ်။လီယိုနာရို AI မှာဓာတ်ပုံတွေဂလိုဒီကိုစာရိုက်ထည့်လိုက်တာနဲ့ပိုလိုခြင်းတဲ့အတိုင်းရလာတယ်။သူ့လို AI နဲ့တခြင်းတွေဖန်တီးလာကြတယ်။ ChatGPT မှာကိုသိကျင်တာတွေမေးလို့ရလာတယ်။ Rainbow လိုမျိုးမတူညီတဲ့အရာတွေကိုပေါင်းစပ်ပြီးထူးခြားတဲ့ဇာတ်ကောင်အသစ်စမ်းတွေကိုဖန်တီးလာကြတယ်။ကုန်ထုတ်လုပ်ငန်းတွေဆေးဘက်ဆိုင်ရာနဲ့ပညာရေးနယ်ပယ်တွေမှာလည်း AI ကိုကြဲကြဲတက်မြတ်အသုံးပြုလာကြတယ်။ဒါဟာကောင်းတဲ့အရာတွေပါ။ ဒါပေမဲ့လူတွေသတိမထားမိတာကရရကိုအလွဲတကူရလာတော့ကိုယ်ရန်စူးစမ်းအားထုတ်မှုတွေပျောက်ွယ်လာတယ်။ဒီရင်ကပုံတပုံဆွဲဖို့နှစ်ရက်လောက်ချိန်ပေးနေရတဲ့သူကတက္ကံပိုင်းတွင် AI နဲ့ပဲပုံတွေထုတ်လာတယ်။ဗီဒီယိုတွေ၊ကွန်တက်တွေမှာတော့ narration စာ AI အသံနဲ့စားထုတ်လာနေကြတယ်။အဖွားအဖွားယောက်ျားအရက်သမားလား။ငါယောက်ျားဘာစကားပြောတာလဲ။တေတော့မှာပဲ။သူ့လင်ကငါ့ကိုတတ်တော့မယ်။ကျွန်တော်တို့စိတ်ကူးစိတ်တန်းတွေနဲ့ AI ကိုအသုံးချလို့ရတယ်ဆိုပေမဲ့ အတက်ပညာတစ်ခုကိုကျွမ်းကျင်ကျင်ကျင်တက်မြောက်ထားတဲ့သူတွေအတွက်ပဲတုံးဝင်ပါတယ်ဥပမာတစ်ခုအနေနဲ့ပုံမဆွဲတတ်တဲ့လူတစ်ယောက်က AI နဲ့ဘယ်လိုပုံထုတ်မလဲအဲ့တော့သူကပုံတစ်ပုံထုတ်ဖို့ prompt တွေလိုက်ရှာရတယ်သူများချပေးတဲ့ prompt တွေယူသုံးရတယ်တကယ်လို့ဒါသူကကိုယ်တိုင်ပုံဆွဲတတ်တဲ့လူတစ်ယောက်ဆိုရင်ကိုယ်တိုင် prompt တွေရေးနိုင်မယ်ကင်မရာအယူဆတွေ lighting ရဲ့သဘောတရားတွေ color theory တွေအလုံးကိုသူချရေးနိုင်မယ်ပြောချင်တာကတော့အတတ်ပညာတစ်ခုခုကိုလည်းတွန်းကျင်အောင်သင်ထားရမယ် AI ကိုလည်းကောင်းမွန်စွာအသုံးချတတ်ရမယ်။ဒါဆိုရင်ကျွန်တော်တို့အတွက်အကျိုးရှိမယ်။နောက်တစ်ချက်ကကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂတ်ပါ။နိုင်ငံသားအများစုကအပြင်းကြီးကြတယ်။လူတိုင်းကိုမဆိုးလို့ပေမဲ့လူငယ်တော်တော်များများကလမ်းမရောက်နေကြတယ်။အသိပညာအတတ်ပညာတွေကိုလေ့လာဆေးပုံနေရမယ့်အချိန်မှာအရေးမပါတဲ့အရာတွေနောက်ကိုလိုက်ချင်းတွေကုန်ဆုံးနေကြတယ်။အဓိကကတော့ပညာရေးနိုင်ကြမှုကြောင့်လို့ခင်ပါတယ်။ပညာရေးဆိုတဲ့နေရာမှာလည်းအသိပညာအတတ်ပညာနှမျောလုံးပါပါတယ်။ တိုးတက်တဲ့နိုင်ငံအများစုကလူငယ်တွေကိုကြီးလိုက်ရင်ဆက်ချောက်ဆက်ခွန်အရွယ်မှာကိုပိုင်စေဝါးရဲတစ်ခုပိုင်ဆိုင်ထားကြပါတယ်။အ ਨੇ ဆုံးတော့သူတို့စီမှာဝင်ငွေကောင်းတဲ့ YouTube channel တစ်ခုပြီးပိုင်ဆိုင်ထားကြပါတယ်။ Internet ကနေငွေဘယ်လိုရှာရမလဲဆိုတာသူတို့ကောင်းကောင်းသိတယ်။မြန်မာပြည်ကလူငယ်အများစုကတော့ Facebook မှာဆိုရင်ဟာသားနဲ့ Celebrity တွေမှာအချင်းကုန်ကြတာများပါတယ်။ TikTok ဆိုရင်လည်းနောက်ကျောပိတ်ကတဲ့ဗီဒီယိုတွေကိုမစားရပဲသူတို့စားတာခံကြည့်နေရတဲ့ဗီဒီယိုတွေဒါတွေကအပင်းမှုအများဆုံးပါပဲ။ ပိုဆိုးတာကဂိမ်းဆော်ရင်ဆဲဆိုနေကြတဲ့ streamer တွေပါ Shut the fuck up this way head. Go. ကြလာတော့ဆဲဆိုရိုင်းမြတာကလူငယ်တွေကြားထဲမှာဂျင်းကျဲမှုတစ်ခုလို့ဖြစ်လာပါတယ်။တိုးသားနေတဲ့လူငယ်တွေတော့ရှိပါတယ်။ဘေးဖို့ဘလော့လိုမျိုး PN ကိုတုံးချပြီးမြန်မာဟန်နဲ့ဗီဒီယိုတွေလိုက်လုပ်ကြတာ။ International content တွေနဲ့ထိုးပေါက်လာကြတာ။ဒါတွေကကောင်းပါတယ်။မြန်မာနိုင်ငံဟာအရာရာနိုင်ကြတဲ့အတွက် အခြားနိုင်ငံတွေကိုအမိလိုက်ဖို့တော်တော်ကြီးကိုကြိုးစားရအောင်ပါပါနိုင်ငံတိုးတက်အောင်မြင်ဖို့ဆိုတာကလည်းနောင်လာမယ့်လူငယ်မျိုးဆက်ပေါ်မှာအများကြီးမူတည်သလိုတချို့သောလူကြီးတွေမှလည်းတာဝန်ရှိပါတယ်လူငယ်တွေကကြိုးစားအားထုတ်မှုနဲ့ရင်လမ်းပြကူညီမဲ့လူကြီးတွေမရှိရင်လည်းလူငယ်မှုစင်တန်းဟာနှိမ့်ချနေအောင်ပါတိုးတက်လာတဲ့ခရီးစီးကြောင်းနဲ့အတူဤပညာရပ်တွေကိုလေ့လာကြရပါမယ်ထို့သဖြင့် AI ဤပညာကခက်တဲ့ခက်ကိုခေါ်ဆောင်သွားနိုင်ပါတယ် AI ကိုအသုံးပြုပြီးဆိုတာနဲ့ ကောင်းကျိုးတွေနဲ့အတူဆိုးကျိုးတွေကိုလည်းလက်ခံထားရပါမယ်။စက်ရုံလုံးရုံတွေမှာအရင်စက်ရုပ်တွေကြောင့်လူသားတွေလောက်ကင်နေတဲ့အလောက်ကန်တချို့ပျောက်ဆုံးသွားနိုင်ပါတယ်။အထူးသဖြင့်စက်မှုလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်းနဲ့ရုံးလုပ်ငန်းတွေမှာအလောက်ကန်ခွင်လန်းတွေညှော်နေလာနိုင်ပါတယ်။အရင်စနစ်တွေကဒတာပမာဏများစွာကိုစုဆောင်းတာကြောင့်ကိုယ်ရေးကိုယ်တာချက်လက်တွေပေါက်ကြားတာမျိုးတွေလွဲသုံးစားလုပ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ AI စနစ်တွေကိုစစ်ပွဲတွေ၊စိုက်ဘာတိုက်ခိုက်မှုတွေမှာအသုံးပြုလာနိုင်တာကြောင့် ကမ္ဘာလုံခြုံရေးအတွက်လဲစိုးရင်စရာတွေဖြစ်လာနိုင်ပါတယ်။ AI နည်းပညာတွေကိုအသုံးပြုခွင့်ရှိတဲ့သူတွေနဲ့မရှိတဲ့သူတွေကြားမှာနည်းပညာကွာဟမှုကပိုပြီးကြီးမားလာနိုင်ပါတယ်။ကုံပြောရမယ်ဆိုရင် AI ရဲ့အနာဂတ်ဟာအောင်းကျုံးနဲ့ဆိုးကျိုးနှစ်ခုစလုံးကိုယူဆောင်လာမှာပါ။ဒီနည်းပညာကိုဘယ်လိုအကျိုးရှိရှိနဲ့တာဝန်ယူမှုရှိရှိအသုံးပြုမလဲဆိုတာကလူသားတွေရဲ့ဆုံးဖြတ်ချက်နဲ့ policy တွေပေါ်မှာမူတည်နေပါတယ်။စိုးရင်စရာတစ်ခုကအခုချိန်မှာ AI ကိုမသိတာမတတ်တာတွေမင်းလိုသင်လို့ရနေပြီမဲ့ တစ်ချိန်မှာ AI စနစ်ကအရာအလုံးကိုတီးသွားတတ်သွားခဲ့ရင်ကျွန်တော်တို့လူသားတွေခိုင်းနိုင်လုပ်ပေးပါဦးမလားသူတို့ခိုင်းတာသူတို့လမ်းညွန်တာကိုပဲလုပ်ရတဲ့ဘဝကိုလူသားတွေပြန်ရောက်သွားမလား AI ကဒုတိယဖျားသခင်လို့ဖြစ်လာခဲ့ရင်တော့လူသားတွေရဲ့ကဘာကြီးကိုသူတို့အုပ်စိုးသွားမလားတင့်ရဲ့အမြင်ကိုလည်းကွန်မန့်မှာချရေးပေးခဲ့နိုင်ပါလေ